ားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့အထက်တန်းရှင်နေတော့ဤဖြူနေမယ်ဖြစ်ပါတယ်။မိကုန်းလေးတခုမေးမြန်းထားတာပါ။အိမ်အောင်တဲ့အမျိုးသမီးနဲ့ဖောက်ပြန်တဲ့သူကိုကြတော့တရားဆွဲလို့ရပြီတော့တဲ့။အမျိုးသားနဲ့ဖောက်ပြန်တဲ့လူလွတ်အမျိုးသမီးကြတော့ဘာလို့တရားဆွဲလို့မရလဲဆိုတာဖြေပေးပါစီရမနားမလည်လို့ပါဗျာတဲ့။ဒီမိကုန်းလေးဖြေချပေးရမယ်ဆိုလို့ရှိရင်ဟုတ်တယ်။အိမ်အောင်တဲ့ချင်းချင်း ဖောက်ပြန်ကြရဲပေါ့နော်တရားမဝင်နေထိုင်ပေါင်းသိမ်းကြရဲဒါမျိုးဆိုလို့ရှိရင်ထပ်မံထိမ်းများကြရဲဒါမျိုးဆိုရင်တန်လင်းတများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရနှစ်ယောက်လုံးကိုအရေးယူလို့ရတယ်နော်ပြီးသွားတဲ့အခါမှာအိမ်တော်ရှိတဲ့အမျိုးသမီးနဲ့လူလွတ်လူပြိုပေါ့နော်အမျိုးသားနဲ့ဖောက်ပြန်ကြရဲဆိုလို့ရှိရင်အဲ့ဒီလူလွတ်အမျိုးသားကဒီမျိုးသမီးမှာအိမ်တော်ရှိတာကိုသိပါရန်နဲ့ပြီးရင်လင်းယောက်ျားကသဘောမတူတာကိုတိပါရဲ့နဲ့ပေါင်းတင်တယ်ဆိုလို့ရှိရင်ဒီမျိုးသားဖြစ်တဲ့သူလူလို့မျိုးသားဖြစ်တဲ့သူပေါ့နော်မယားခုမှုနဲ့အရေးယူလို့ရတာဖြစ်ပါတယ် နော်ရာဇတ်ကြီးပုံမှန်499ရဟုတ်ပြီဒါဆိုလို့ရှိရင်လူလွတ်အမျိုးသမီးတွေနဲ့အပြိုတွေလူလွတ်ဖြစ်တဲ့သူတွေအဲ့ဒီမျိုးသမီးတွေနဲ့အိမ်အောင်တဲ့ယောက်ျားတွေနဲ့ဖောက်ပြန်တဲ့အခါကျတော့အေးအေးယူလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီကျမတို့မြန်မာနိုင်ငံမှာနေထိုင်နေသူတွေအားလုံးပေါ့နော် မြန်မာနိုင်ငံမှာအတွင်းမှာနေထိုင်တဲ့သူတွေအားလုံးတခြားပြည်ပနေပြီးတော့ဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီလာရောက်လေပတ်ကြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီလာရောက်နေထိုင်တာပဲနေထိုင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနိုင်ငံသားတွေဆိုလို့ရှိရင်လည်းဒီမြန်မာနိုင်ငံကနေပြီးတော့ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ထုတ်ပြန်ထားတဲ့ဥပဒေတွေကို လေးစားလိုက်နာရတယ်။ပြီးသွားတဲ့အခါမှာပြပရောက်နေတဲ့မြန်မာနိုင်ငံသားတွေဒါတွေကလည်းဒီမြန်မာနိုင်ငံမှာထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ဥပဒေအားလုံးကိုလေးစားလိုက်နာရတယ်။အဲ့တော့ ဒီလိုမျိုးထုတ်ပြန်ပြထားတဲ့ဥပဒေမှာဒီလူလို့မျိုးသမီးကိုနော်အိမ်အောင်တဲ့အိမ်အောင်တဲ့အမျိုးသားနဲ့ဒီလိုမျိုးတရားမဝင်နေထိုင်ပေါင်းသင်းကြရတယ်ဒီလိုမျိုးထက်မှန်ထိန်များကြရတယ်ဒါမျိုးဆိုလို့ရှိရင်ဘာလို့အရေးယူလို့မရတာလဲဆိုတော့ပြထန်းထားတဲ့ဥပဒေမရှိလို့နော်ဒီလိုမျိုးလူလို့အမျိုးသမီးကိုအရေးယူရပါမယ်ဆိုပြီးတော့ထုတ်ပြန်ပြထန်းထားတဲ့တတ်မှတ်ထားတဲ့ဥပဒေမရှိတာဖြစ်တဲ့အတွက်ဒါကအရေးယူလို့မရတာဖြစ်ပါတယ်ဒီလိုမျိုးထုတ်ပြန်ပြထန်းထားတဲ့ဥပဒေအားလုံးရဲ့ ကြော်လွန်ပြီးတော့ဗောနော်ဥပဒေအလုံးကိုကြော်လွန်ပြီးတော့ဆောင်ရွက်ခွင့်မရှိဘူးအဲ့ဒီအတွက်ဒီပြတ်ထန်းသတ်မှတ်ထားတဲ့ဥပဒေရှိတယ်ဆိုလို့ရှိရင်တော့ဒီလူလွတ်အမျိုးသမီးကိုအရေးယူလို့ရမှာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အင်းအောင်ရှိအမျိုးသားတယောက် ਨੇ ပတ်သက်မယ်ဆိုလို့ရှိရင်ညီမလေးတို့ကိုပြင်ဆင်တာဘာသူများမငင်ငယ်ကိုလုပ်မယ်ဆိုလို့ရှိရင်ဒီမမရဲ့တင်ပေးမယ်နော်မင်းငယ်တွေလောက်ရမယ်အစံနှုံးတွေတင်ပေးမယ် နော်တကယ်တကယ်အတီးပြောတာ serious ပြောတာ serious ပြောတာတကယ်ပြောတာနော်ဟိုပြမင်းကြီးကိုလောက်တော့မယ်လို့ကိုတို့ပြီးသွားရင်နော်အင်းတော်ရှိရဲ့ဘာဖြစ်လဲရှိပါစေကွာမအဆင်ပြေပြီးရောဒီအင်းတော်ရရေချက်ရှိရှိနေငါတို့ဖြစ်စီကြမယ်ကွာနော်အဲ့လိုတွေးပြီးသွားပြီဆိုလို့ရှိရင်လေနည်းနည်းလေးတော့လဲဟိုအတိညာလေးပေါ့နော်အတိညာလေးနည်းနည်း bright bright လေးနည်းနည်းဖြစ်အောင်ငတုံးလေးရမ်းများရဲ့အမကလေးအဲ့လို fight တဲ့လူတွေနဲ့ဆိုရင်အမကလည်းငတုံးနေနဲ့မဖိုက်ချင်ဘူးနည်းနည်းလေးအသိဉာဏ်ပညာရင့်ကျက်တဲ့သူနဲ့ဖိုက်ချင်တယ်ဥပမာအမတို့ကဒီမြေကြီးတွေကစပုတ်ခိုင်းလို့ပို့လိုက်တာပဲဖြစ်စေအဲခေါ်ဆွေးနွေးရတာပဲဖြစ်စေအဲဒီလိုမျိုးတွေနဲ့သွားကြရတယ်ပေါ့နော်ညှိနှိုင်းရတယ်ပေါ့ဒီလိုပိုင်းတွေကိုလုပ်တဲ့အခါကျရင်လေအဲ့လိုဘာလို့အရန်ကြောက်သွားကြရလဲအဲ့လိုမျိုးဒါမဲ့ညီတို့တွေကညီမလေးတို့တွေကချိန်တော့ချိန်ရောက်တတ်တယ်ဥပမာဒီယောက်ျားကကိုနဲ့မပတ်သက်တော့ဘူး သူ့မယားကြီးစီသူပြန်သွားတယ်သူ့မယားကြီးနဲ့ပြန်ပတ်သက်တယ်သူ့မယားကြီးစီကနေပြောပြန်မထွက်လာတော့ဘူးကိုစီကိုကွာကိုရနေရဲ့ကိုချူနေရဲ့ဟာလေမရတော့ဘူးထပ်ပြီးမရတော့ဘူးဆိုရင်တို့ဘာလို့လဲချင်းချောက်မယ်ခုနကဆိုလို့ရှိရင်လည်းအဲ့လိုပဲတင်မောသားစီအမျိုးသမီးတယောက်လာတယ်အဲနင်တို့ဒီတင်မောသားတယောက်ကကွာထားပါတယ်တင်မောသားကို ီလိုကဘယ်ကိုတိုင်လိုက်မယ်နော်တင်မတက်လို့မရပါဘာလုံးလိုက်မယ်နော်ညာလုံးလိုက်မယ်နော်ဆိုတာမျိုးကာမလေးလည်းမှုနဲ့ဆွဲလိုက်မယ်နော်ဆိုပြောလေကာမလေးလည်းမှုနဲ့ဆွဲရလေလေနင်တို့အိမ်မင်းငယ်ကြီးချင်းချောက်လို့ရတာလေကာမလေးလည်းမှုတစ်ခုပဲရှယ်အဲ့ဒါလည်းသင်ကပြပြောင်းမသိလားတို့မနိုင်ဘူးတို့နိုင်မှလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့တို့မိငယ်ပြစ်နေလို့လေမိငယ်ဒီမှာကာမလေးလည်းမှုနိုင်လို့လားဘလို့ရှက်စရာကောင်းလဲဆက်ချက်အဲ့တရားရုံသွားရယ်ကွာတရားရုံရောက်သွားတယ်တရားရုံရောက်သွားတဲ့ခါကျတော့ရှိအော် โอเคจม้าตัวกามาจม้ากามาเลยเลยย่าอยู่ตัวบาเอเอဆိုပြီးတော့เออกูกามาเลยเลยย่าอยู่เว้ยกูซွဲได้ตัวไอ้หนองเต็งอ่ะนี่ก็ไปมาบ่นี่หนองชื่ออ่ะไม่ติดอูล่ะเนาะไม่ย่าจี้ตัวขอตัวขะแหน่ติอ่ะเนาะ เอ่ออาม่าอยากจ้าอาม่าไปป่ายน่ะไม่เข้ารู้จม้าแลป่ายเนี่ยรู้สว่าไอ้หลูเยด้าเนี่ยเอาชี้ไปแล้วมาดูเตียอยู่มาตั้วไปแล้วกามาเลยเลยหมู่สว่ากามาเลยเลยหมู่สร้าเลยตะแกอผู่พั้นเลยอผู่พั้นเลยตะแกบ้ามานามเลยบ้ามาอึดจ่องไม่ရှိเว้ยตะแกโห ဟိုတကယ်ဟိုဘယ်လိုပြောမလဲရုံမာရက်ဆက်တဲ့ယောက်ျားတွေရဲ့တကယ်အတူပေါင်းသိနေထိုင်ပြီးတော့မှနော်မင်္ဂလာတွေဆောင်ကန်ပြီးတော့မှအချက်တစ်ခွဲအကျိုးနဲ့မယူဘဲနဲ့တားပြုတ်သမီးပြုတ်လေးတွေဖြတ်စည်းပြီးထားသွားတဲ့တကယ်ဟိုရိုးရိုးသားသားဖြူးဖြူးဆဲဆဲပြုတ်စင်ကောင်းမလေးတွေပြုတ်ဖျောင်းကောင်းမလေးတွေကတန်ရတာကောင်းမလေးလေမူကတိတ်လားနော်ဒီလိုယောက်ျားကျော်ယောက်ျားချမ်းအရန်ကြည်နေပြီးတော့နော်ဟို ငါ career တွေတော့ငါမထိခိုက်ချင်ဘူးကွာ KTV မှာလောက်စားရပါရင်ဒါ the right ကွာ KTV မှာလောက်စားရင်လည်းမကောင်းတဲ့မိမတော့မဟုတ်ဘူးပြောပြကြကိုကိုယ်တိုင်ကတော့အဲ့လိုမျိုးတရားတွေဒေတာတွေကနေလာတယ်နော်ဟိုအဲ့လောက်ရှိမျိုးသားရဲ့ဂျောကိုလည်းနက်နေပြီလူပြိုတွေရဲ့ဂျောကိုလည်းနက်နေပြီကြားရဲအကုန်လုံးရဲ့ဂျောကိုနက်နေပြီတော့မှတမီးကာမလေးကိုတော့လိမ်လည်ပြီးရယူသွားပါရဲ့လို့တော့ပြောနေလေရှောက်ဘူးလားထွက်ရှာရည်နော်အမဒီမောက်ကြည့်လိုက်ရင်တော့အဲ့လိုတွေပြောနေရပဲအဲ့လိုတွေပြောနေပြောမှာပေါ့ပြောရမှာပဲတန်ငါအလုပ်ပဲ ပြောရမှာပဲအဲ့တော့10ယောက်ကနေ1ယောက်ယော့သွားတယ်ဆိုလဲငါမြက်တယ်2ယောက်ယော့သွားတယ်ဆိုလဲငါမြက်တယ်ယော့လားမယော့လားတော့တကယ်တကယ်ယော့တယ်ဘာလို့လဲဆိုတော့တချို့လူတွေလာတယ်ခံဝင်တစ်ပိုက်ထိုးသွားတနာပါတယ်ကိုရီးယားလေဒီမှသာဖျဲရာဒီ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 ဆရာမကြီးကလေမျက်နှာလေးနဲ့အရင်လိုက်တယ်အရင်တနာဖို့အရင်တနာတတာသီးလားနော်မျက်နှာလေးရလှသလားစိတ်ကြီးလည်းအရင်နှူးညံ့လဲလာပြီဆိုရင်အရင်တနာကသူတို့ငိုပြီဆိုကွာလေတနာတာ ရင်းတို့ဖြစ်တယ်ညဖြစ်တယ်ရောစာရဲမှလာရေးပြီးတော့ဒါသိလားဖျင်းနေရသူတမိုင်းတော်ရှိရကောင်မလေးလာပြီဆိုရင်နိညီမလေးအဆင်ပြေလားအဲအဲ့လိုအဲ့လိုလေးမိရအောင်နော်အဲ့တော့ဘလိုပဲဖြစ်အမကဟိုမုန်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးကွာနင်တို့တွေရဲ့ညံရီတွေအရင် stupid ညံဖြစ်လို့နဲ့ချင်းတော့ချက်တတ်တယ်ကွာချင်းချက်မဲသူများကြီးနောက်ရို့ပျက်စီးအောင်တို့လုံမဲနော်တို့ငရေတွေပဲလည်းငါပြောမနေတော့ပါဘူးတို့ကြောက်မှလည်းမဟုတ်ပါဘူးငရေဆိုတဲ့ရအမျိုးကိုလည်းဒါပေမဲ့ အပြင်ဘာမှမလုပ်တော့ဘူးချင်းချောက်တာအပြင်ဘာမှမလုပ်တော့ဘူးတကယ်တကယ်တို့အထက်တန်းဆက်ဆက်အစစ်တန်းရှိရှိပညာရှိဆက်ဆက်ကဲပြောကြမယ်ဟဲ့ပြဲကြမယ်ဆိုရယ်ခွေးရိုက်လှမ်းနေတယ်ဆိုပဲအာအီဥအဲနဲ့ဆိုတော့ အဲ့တော့ညီမပြင်းမိငယ်လုပ်မယ်လို့တွေးရဆိုလို့ရှိရင်ကိုကိုကို personality လေးရင်ကားအောင်လို့ personal grooming တနင်္လေးပိုင်းတက် public speaking လေးပိုင်းတက်အမတင်တဲ့ဖွင့်လာတဲ့ development institute မှာเนาะဘာလို့လဲနည်းနည်းလေးကိုကပြောတက်ဆိုတက်အဲတဲ့နည်းနည်း level ထက်ထက်မြင့်မြတ်လေးပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှိရင်လည်းနည်းနည်းကောင်းသေးရွာအခုဆိုအဲ့လိုငတုံးလေးကြီးပဲဒါပေမဲ့ရသလောက်တော့ယူနေမယ်ရသလောက်တော့လုပ်နေမယ်ဆိုတဲ့ဟာမျိုးဖြစ်နေတာเนาะကိုကျင်းလေးပိုင်းစပါဦးညီမချင်းကိုကျင်းစာလေးငါအိမ်တော်ကြီးဖြစ်စီလိုက်တဲ့သူက ဥပမာထားပါတော့အဲ့အမျိုးသမီးကငါအမသာဖြစ်နေငါအမေသာဖြစ်နေဆိုတော့စိတ်မျိုးနဲ့တွေးကြည့်လေနော်အဲ့ဒါပြောချင်တာ stupid တွေရံပြရတယ်အခုလဲစာတောင်ရေးပေးရပို့ပေးရအောင်မယ် stupid တယောက်ကိုနော်စားတော့ပြောတာမဟုတ်ပါဘူးချစ်ချင်းမှုချင်းလုံးဝမရှိပါဘူးဘုသူ့အမဒါပေမဲ့ဟိုတို့တွေအရင်တခုခုဆိုအဲ့ချင်းချောက်ချင်းလေအဲ့ကမလေးလေမှုတို့ပါတို့ညာတို့ ਨੇ နော်အင်တော်ရှိမျိုးသားတယောက်ကိုသွားပြီးတော့ကမ္မနေလေမလို့သူ့မိမတော့သူတလင်တမြားနဲ့သူ့ကြောက်ကြအောင်မစွဲတဲ့ကိစ္စအောင်နင်တို့ကဘာအဆင်လဲလဲသွားပြီးတော့ပြောပြီးတော့နော်ဆက်တွေ့ပြီးရအောင်မယ်တော့ကမ္မလေးတောင်လည်းနှိမ့်နိုင်ပြရအောင်မယ်နှိမ့်နိုင်ရင်လည်းသူတို့ကြေးလေးချိန်ပါတယ်ကိုယ်လည်းလေဒီလားကြောက်ကြပါတယ်သူတို့လည်းကိုယ်လည်းအဲ့လိုမျိုးပြမတွေ့ရင်တော့လေကောက်ကောက်မုံမုံလေးရင်းကြီးကြီးလေးသူတို့ငွေကိုယ်တော်လိုက်ငုံသေးရအမေကိုရင်းစားသေးရတကူပါနော် အဲ့လာပြောတာပါကွယ်မိငယ်လုံးမယ်ဆိုရင်ပြင်ဆင်ရမယ်ပြင်ဆင်ရမယ်အဖျားဖျားကိုပို့ချလိုက်တယ်နော်ဒီမှာဆရာမမမိငယ်တွေအတွက်ပို့ချလိုက်တော့နီးပညာများဆိုပြီးတော့ကဲလည်းခုပြောပြောချင်တာမျိုးသမီးငယ်လေးတွေပေါ့နော်သူတမင်အသက်20ဝန်းကျင်လေးပေါ့ကဲလည်းခုတလော Facebook မှာ post တက်လာလေဖတ်လိုက်ရရပေါ့နော်အဲ့တော့ခင်ဗျာဘာသွားတတိယလေးဆိုတော့လीဒါစေတနာနဲ့တတိပေးတာပေါ့နော်ခင်ဗျာတို့အမျိုးသမီးတွေ မှားကျင်တာမှားလို့ရရသေးလားအဲ့ဒီမှားရတဲ့အမားတွေထဲမှာလေတဘာသူရဲ့ယောက်ျားနဲ့မှားလို့မရအောင်တော့တဘာသူနဲ့ယောက်ျားနဲ့မှားတာကဘာမှပြင်ပြင်လို့မရအောင်ဘလောက်ပဲကောင်းတာတွေလုပ်နေပါစေဘွားတစ်လျှောက်လုံးအမျိုးသမီးအုပ်စုကြီးရဲ့အကျဉ်ခံအဖေခံဖြစ်သွားတယ်ပြီးရင်နောက်တစ်ခုကအဲ့ဒီကိုပတ်သက်ခဲ့မှုတဲ့လူရဲ့ကအကြီးရဲ့အောင်မှာကိုကဘယ်တော့မှခေါင်းမဖော်နိုင်တော့ပြပြဝင့်နေရပဲအဲ့ဒီမိသားစုအတိုင်းဝိုင်းမှာလေအဲ့တော့ပြပြချင်တာက ငယ်တဲ့အချိန်မှာလူတိုင်းမှားတတ်တယ်မှန်တယ်မှားတဲ့အမှားချင်းမတူဘူးเนาะငယ်တဲ့အချိန်မှာမှားရဲဆိုတော့ပတ်စံနေသုံးဖြိုးလိုက်မယ်ကလပ်တွေသွားလိုက်မယ်အိမ်မပြန်ပြီးဗီဇာတွေအများကြီးထားလိုက်မယ်ဒါတွေကပြုပြင်လို့ရတယ်လူအများစုမှားတဲ့အမှားတွေကကိုယ့်ကိုယ်ထိခိုက်တဲ့အရာမျိုးတွေငယ်ရတဲ့အချိန်မှာမှားတတ်ကြတာဒါပြုပြင်လို့ရတယ်သူများနဲ့ပတ်သက်လာရင်လည်းအဲ့ဒါဘွားတစ်ချောင်းလုံးခေါင်းဖော်လို့မရအောင်เนาะသူများနဲ့ပတ်သက်တယ်ဆိုတဲ့အထဲမှာပစ္စည်းဥစ္စာခိုးယူခြင်းပါတယ်သူများသားမယောက်ကျူးလွန်တာပါတယ် ခသွင်းတို့လိန်လေပြောဆိုခြင်းတောင်မှကိုယ့်ကိုယ်ကိုအမေကစုမှကျတော့လိန်လိုက်တာနဲ့သူတစ်ပါးပြက်စီအောင်လိန်လိုက်တာမတူဘူးเนาะအဲ့တော့အခြေခံဒါကြောင့်မို့ငါးပါးတီလာလုံအောင်စောင့်ထိုင်ရင်ဘဝမှာအနေကင်းနေဆိုအဲ့ဒါကိုပြောတာသူများအသက်မတက်ဘူးမလိန်ညာဘူးသူများဥစ္စာမခိုးဘူးကာမမဖောက်ပြအောင်အရက်တိစားမတောက်စားဘူးဒါအဲ့ဒီအချိန်မှာမှခသွင်းတို့အမျိုးသမီးတွေမှာအဆိုးဆုံးကအဲ့ဒီသူများအိမ်အောင်နေဖြစ်တာပဲเนาะအဲ့ဒါကိုလေတိပြီးဆိုရင်လုံအောင်ရှောင်ကျင်ရမယ်ခွဲထွက်ရမယ်เนาะဒါခသွင်းစေတနာနဲ့ပြောရအောင်เนาะ ဟိုတလောကပိုဆေးတစ်ခုတက်လာခဲ့တယ်။အော်လူတယောက်ရဲ့ဘဝမှာငါတို့ main ကလေးတွေမှာဘလောက်မားမားပေါ့နော်။ပြုပြင်ပြောင်းလဲလို့အရာတွေအရာတွေရှိပေမဲ့ဒီအမားတစ်ခုကဒါလူတောင်မှမှာလက်ခံလို့မရဘူးပေါ့နော်။ဒါဟာပြီးွားတဲ့အမားမဟုတ်ဘူး။ဒါတသက်လုံးကိုခေါင်းဖော်လို့ရမှာမဟုတ်ဘူးနော်။ဘတော်မှာအဲ့တော့ခင်းတတိပြီးခြင်းတာကအခုမားနေတဲ့လူတွေရှိတယ်။တိတိရဲ့နဲ့ဇတိုးနေရယ်ရက်လိုက်ဖို့ပဲ။